တဇောင်မုံလာပြည့်နေတာမညာဖလားအခါတော်နေ့ဆိုင်ရာတည်ကောင်းစရာများအဇာရတ္တမင်းဟာဖခင်ဖြစ်သူဗိမ္မိတာရဘယင်ကြီးကိုတတ်ခဲ့မိသောအချိန်မှစပြီးအိမ်မပြောသောယောဂဝရဏဆွဲကပ်လာခဲ့ပါတယ်သူရဲ့မျက်လုံးတို့ကိုလှမ်းချက်ပေါင်းအရာအထောင်တို့ဖြင့်ထိုးဆွခြင်းခံနေရသလိုယောဂဝရဏ ဆွဲကပ်လာပါတယ်။ထိုယောဂဝရဏပျောက်ကင်းအောင်မြည်သည့်စင်းနှင်းမှကုစား၍မရဖြစ်နေခဲ့ပါတယ်။အဇာရတမင်းဟာအိမ်မပျော်တဲ့ယောဂဝရဏကိုကုစားရန်အမတ်ကြီးများရဲ့အကြံပေးချက်အရဒိဋ္ဌိဆရာကြီး၆ယောက်တို့ထံရှေးဦးစွာရောက်သွားပါတယ်။အဇာရတမင်းကသူတိလိုသောတာမညာဖလကျမ်းပြုခြင်းရဲ့အကျိုးကိုမေးတဲ့အခါ ကျင်းတ်လောက်သောအဖြေကိုမရတဲ့အတွက်ပြန်လာခဲ့ရပါတယ်။နောက်ဆုံးမှာတမားတော်ကြီးဇီဝကရဲ့အကူအညီဖြင့်မြတ်စွာဘုရားရှင်ထံရောက်သွားခဲ့ပါတယ်။ထိုအခါမှ သူတိလိုသောတာမညဖလရဟန်းပြုခြင်းရဲ့အကျိုးကိုသိခွင့်ရပြီးကျင်းတ်နှစ်သိမ့်ပါတော့တယ်။အဇရတမင်းဟာမြတ်စွာဘုရားထံအဖူးမြော်တွားရောက်သောအချိန်ဟာဒဇောင်မုံနာပြင်းနေ့ ညချမ်းအချိန်အခါဖြစ်ပါတယ်။ထိုအချိန်ကမြတ်စွာဘုရားရှင်ဟာရာဇဂိုပြည်ရာဇဂိုမြို့အနီးတမားတော်ကြီးဇီဝကလူဒန်းထားသောတရဲ့ဥယျံတော်ကြီးထဲမှာတရင်သုံးလျက်ရှိပါတယ်။အဇာရဒမင်းရဲ့အသက်အန္တရာယ်ကိုမထိခိုက်စေရန် လုံခြုံရေးအစီအစဉ်ကိုတမားတော်ကြီးဇီဝကကစနစ်တကျစီစဉ်ဆောင်ရွက်ပေးပါတယ်။အဇာရဒဘရင်ရဲ့အနီးမှာ ယောက်ျားကိုရံတော်တယောက်မှ မထားပဲအနိကကိုရံတော်များအဖြစ် အမျိုးသမီးကိုရံတော်တက်ကူယောက်ျားအသွင်ဝတ်ဆင်စေပြီးလိုက်ပါစေပါတယ်။ဆင်မရင်သာ900ရဲ့အပေါ်မှာတက်တော်ဆောင်အဖြစ် အမျိုးသမီးစစ်တီတော်900ကို လိုက်ပါစောင့်ကြောက်စေပြီးမြတ်စွာဘုရားကြောင်းတော်သို့တွားရန်စနစ်တကျစီစဉ်ပေးခဲ့ပါတယ်။ဘရင်နန်းတော်မှာ မြတ်စွာဘုရားကြောင်းဆောင်တို့သွားတဲ့အခါနန်းတော်မြို့ရိုးအရှိဘဲမျက်နာတကားမှထွက်ရပြီးအရှိဘဲရှိတောင်ရိပ်နှင့်တိပင်းရိပ်များကလူသွားနန်းမများအပေါ်ကြရောက်တာအမှောင်ဖုံးနေပါတယ်။ဒါကြောင့်လိုက်ပါလာသူအလုံးမိရှုမိတိုင်းကိုစီကိုငါထွန်းညှိပြီးသွားကြရပါတယ်။မိရှုမိတိုင်းကိုရှေးခေတ်သုံးပောရာဏအခေါ်အားဖြင့် တန်ဆောင်ဒဆောင်တိုင်လို့ခေါ်ပါတယ်။အဇာရတမင်းနဲ့အချွေရန်ပရိသတ်ကြီးဒဆောင်မုံလာပြင်းနေညမှာမီးယူမီးတိုင်အလင်းရောင်ထွန်းညိပြီးတွားရောက်ခဲ့ဘူးတဲ့ထုံးကိုနှလုံးမူကဒဆောင်မုံလာမှာဒဆောင်တိုင်မီးထွန်းပွဲတော်ကြီးကျင်းပကြခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ရဲ့အထံမှတာမညာဖလာတရားတော်ကိုနာကြားလိုက်ရတဲ့အတွေ့ အဇာတတမင်းဟာအိမ်မပြောသောယောဂဝိရဏငြိမ်းအေးပျောက်ွယ်သွားပါတယ်။ကျရဏမြတ်သုံးပါးရဲ့အပေါ်နှစ်နှစ်ကားကားကိုးကွယ်ယုံကြည်လာပါတယ်။ဘုထုဇဉ်ပုဂ္ဂိုလ်ထဲမှကျရဏသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။အပြစ်အလွန်ကြီးလေသော မဟာအဝိဇ္ဇိမရေမှာမခံစားရတော့ပဲအပြစ်ပေါ်ရော့သော လောဟကုန်ပြီးငရဲ၌သာခံစားရပါတော့တယ်။နောင်အနာဂတ်ကာလမှာဝိဇိဒါဝီအမည်ဖြင့်ပိစေကဗုဒ္ဓဖြစ်ပြီးကျွတန်းဝင်ရပါလိမ့်မယ်။အဇရတ္တမင်းဟာငရွယ်စဉ်အခါကအရှင်ဒေဝရတ်ကိုဆရာတင်ပြီးအပေါင်းအသင်မှားခဲ့တဲ့အတွက်ကြောင့်ဖခင်ဖြစ်သူဘယင်ကြီးကိုတတ်မိသည်ထိသိုးသွမ်းခဲ့ပါတယ်ဒီလွန်ကျွမှုကြောင့်ပဲ အစာရတမင်းကိုအဖတလူဆိုးကြီးအဖြစ်ဗုဒ္ဓဘာသာဝင်တို့ကကဲ့ရဲ့ပြစ်တင်ကြပါတယ်။သူရာတွင်နောက်ပိုင်းကာလမှာတမားတော်ကြီးဇီဝေကကိုအမိပြုပြီးမြတ်စွာဘုရားရှင်ထံရောက်ရှိခဲ့ပါတယ်။မြတ်စွာဘုရားထံမှတာမင်ညာဖလာတို့တရားတော်ကို나ယူလိုက်ရတဲ့အတွေ့သူ၏အမားကိုနောင်တဖြစ်ပြီးတတိတရားတွေရလာခဲ့ပါတယ်။ဗုဒ္ဓသာသနာတော်ကို အသက်ပေးကြီးညိုသူ ဖြစ်လာပါတယ်။ပထမသင်္ကာယနာတင်ပွဲကြီးဖြစ်မြအောင်ကူညီခဲ့ပါတယ်။နောက်ဖြင့်ဗုဒ္ဓဘာသာဝင်များအတွေ့ဓာတ်တော်များကို စနစ်တကျသိမ်းဆီးထားခဲ့ပါတယ်။ဗုဒ္ဓသာသနာတော်နှစ်ကိုအတိအကျသတ်မှတ်ပေးခဲ့ပါတယ်။ဤလှုပ်ဆောင်ချက်များကိုတုံ့တက်ပြီးကောက်ချက်ချကြည့်ပါလျင်အသာရတမင်းရဲ့ဘဝဟာရှေ့ပိုင်းမှာ ဆိုးခဲ့သလောက်နောက်ပိုင်းမှာ အလွန်ကောင်းမွန်လာပါတယ်။အစရတမင်းရဲ့ဖြစ်ရကိုကြည်ပြီးပါပမိတ်တာခေါ်မိတ်ဆွေစိုးမိတ်ဆွေယုတ်များကိုရှောင်ရှားကကလျာဏမိတ်တာခေါ်မိတ်ကောင်းဆွေကောင်းများကိုမိဝဲစည်းကပေါင်းတင်းတင်ကြောင်းတင်ငန်းစာများရယူနိုင်ပါတယ်။